2025-26ဘောလုံးရာသီမှာဝစ်စင်မဲ့အာစနယ်တင်းရဲ့အိမ်ကွင်းဂျာစီဒစ်ကိုတစ်ချက်ရှုံးမယ်။ မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခမ်းပါ2025-26ဘောလုံးရာသီသစ်မှာအာစနယ်သင်းအိမ်ခွေးမှာဝစ်ပြီးတော့ဖြုတ်မဲ့ဂျာစီသစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကိုဆွေးနွေးသုံးသပ်မှုပြုလုပ်သွားမယ်ဘောလုံးရာသီတရားသီပြီးတိုင်းနောက်လာမဲ့ဘောလုံးရာသီမှာဝစ်စင်ရှင်ပြိုင်ကစားမဲ့ဂျာစီအစ်စ်ရဲ့ဒီဇိုင်းကာလာဘာညာအခြေအနေကိုပရိသတ်တွေအားလုံးလည်းစိတ်ဝင်စားမှုရှိကြပါတယ်အခုဆိုရင်ပြီးခဲ့သောရာသီတွေအထက်စောပြီးတော့ နောက်လာမဲ့ဘောလုံးရာသီမှာဝစ်စင်မဲ့ဂျာစီတွေ official ပေါ်ထွက်လို့လာခဲ့ပြီဖြစ်ပါတယ်။ Arsenal, Chelsea, Liverpool, Man United, Man City အကုန်လုံးနှိပါပါပဲ။အဲ့တော့ဒီဂျာစီတွေရဲ့ဟိုအခြေအနေပေါ့နော်။ဒါကျွန်တော်တို့ရဲ့အမြင်တွေဘယ်လိုရှိသလဲ။အသင်းတွေရဲ့ ဂျာစီတစ်ခုချင်းစီအလိုက်ဆွေးနွေးသုံးသပ်မှုပြုလုပ်သွားမယ်ဒီနေ့မှာတော့ကျွန်တော်အာစနယ်ဂျာစီနဲ့ပတ်သက်ပြီးအရင်ဆွေးနွေးသုံးသပ်မှုပြုလုပ်မှာပါဆိုတော့ကျွန်တော်တို့စပြီးရှင်းလိုက်ရအောင် ဖော်ပြထားတဲ့ website ကတော့ adidas ရဲ့တရားဝင် website ဖြစ်တဲ့ adidas.com ကဖြစ်ပါတယ်ခင်ဗျအခုမြင်တွေ့နေရတော့ arsenal အသင်းရဲ့ jersey အစ်စ်ပုံစံကိုဒါဝစ်စင် ပြသထားတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အဲ့တော့ jersey အစ်စ်အကြောင်းเนาะ design မပြောခင်မှာဒီဘေးကဘတ်4600ဆိုရဲဈေးနှုန်းနဲ့ပတ်သက်ပြီးအရင်ပြောခြင်းပါတယ် အခုကျွန်တော်ပြထားတဲ့ version ဟာဒါ4600ပေးရတယ်ရှေ့မှာနောက်ထပ် version တစ်ခုရှိသေးတယ်အဲ version ဒီဘတ်2900ပါကျွန်တော်ဒီဘိုင်းလေးဘာကြောင့်ရှင်းပြရလဲဆိုတော့ဟိုတချို့ညီကိုတွေကိုသိသေးခြင်းလို့ပါအာ2900နဲ့4900ဘာကွာသွားတယ်လဲ2900မြန်မာငွေစည်းနဲ့ဆိုဘယ်လောက်ရှိသလဲအခြေခံသိချင်တဲ့သူတွေရှိတယ်ဗျာကြည့်နေတဲ့သူတွေမှာလူမျိုးစုံဖြစ်တဲ့အတွက်ကြောင့်မသိသေးတဲ့ညီကိုတွေကိုကျွန်တော် sharing လုပ်တဲ့သဘောမျိုးပါပဲအဲ့တော့ဘတ်2900တန်းဘတ်4900တန်းနှစ်မျိုးနှစ်စားထွက်တယ်ဘတ်2900တန်းကတော့မြန်မာငွေ average 3သိန်းခွဲလောက် ောက်ရှိတယ်ဘက်၄600ရံကတော့မြန်မာငွေ9သိန်းခွဲလောက်ရှိတယ်2သိန်းခွဲกว่าတယ်ပေါ့เนาะအဲ့တော့2သိန်းခွဲกว่าဟမှုမှာဒီ jersey ရဲ့ quality အနည်းငယ်กว่าဟတယ်လို့အဲအသေးစိတ်အချက်လက်လည်းအနည်းငယ်กว่าဟပါတယ်2900ရံက fan version လို့ပြောလို့ရပါတယ်ဒီ Adidas ရဲ့အသုံးလုံးဆို replica လို့ပြောရမှာပေါ့เนาะဒါမဲ့ကျွန်တော်တို့ local ရဲ့ အသုံးလုံးနားလည်လွယ်အောင်ပြောမယ်ဆိုရင် fan version fan version ကကြတော့အားပေးဖို့အတွက်ထုတ်ပေးထားတဲ့ဒါ Adidas ရဲ့ version အတုမဟုတ်နော်2900ဆိုတာဟိုအတုဖြစ်လို့လည်းမရအောင်ဗျာ3သိန်းခွဲဖြစ်နေပြီတော်တော်4600ကြတော့ player version player တွေကိုယ်တိုင်ဝစ်စင်ကစားတဲ့ jersey ဖြစ်ပါတယ်အဲ့တော့ကြောင့်ဈေးကလည်းပိုများသွားတာပါအဲ့တော့ဈေးအ ਨੇ များပေါ်မူတည်ပြီးတော့ အားနည်းချက်အားသာချက်ရှိတယ်ကျွန်တော်ကော်လာတာတရားကိုမိထားတာကတော့ player version jersey တွေကအဲ့ဒီကစားနေတဲ့ player ရဲ့လက်မှတ်ပါရင်တန်ကြီးအဖြစ်ကမကြောက်ဘူးဗျတက်သွားတာတွေရှိတယ်ဒါမို့ရင်ဒီ player ရဲ့လက်မှတ်အလိုက်ပေါ့နော်တန်ကြီးအနေများဖြစ်သွားတာမျိုးတွေရှိတယ် fan version ကကြတော့ဘလုံးရသည်တရားသည်ပြီးရင်ဈေးလျှော့ပြီးတော့ရောင်းပါအဲ့ဒါလေးတော့အနေငယ်အားနည်းချက်အားသာချက်ကွာခြားချက်လေးရှိပါတယ်ခင်ဗျဆိုတော့ကျွန်တော်အခုပြပြီးမှဘတ်4600တန်းမြန်မာငွေ9သိန်းခွဲလောက်တန်တဲ့ player version ဖြစ်ပါတယ် ဆိုတော့ကျွန်တော်ပထမဆုံးပေါ့နော်ဟိုအားလုံးခြုံပြီးမြင်တဲ့အမြင်ကပြီးခဲ့တဲ့ရာသီကနေဘာမှသိမကွာဒါအားလုံးခြုံမြင်တဲ့အမြင်ပြောတာ TDS ကြည့်ရင်တော့ကွာခြားချက်လေးတွေရှိလိမ့်မယ် ADS က Nike တက်တော့ဘာပြောဒီဇိုင်းလေးတွေလှတယ်လို့ပြောရပါမယ်ပြီးခဲ့တော့ဘောလုံးရာသီနှစ်ရာသီမှာဒီလက်ကအစင်း၃စင်းဟာအယောက်၂ယောက်ဖြစ်ပါတယ်ပထမဆုံးရာသီဒီရွှေရောင်အခုကျွန်တော်ဒီနှစ်ပြီးသွားတဲ့ဘောလုံးရာသီမှာအပြာရောင်ဖြစ်ပြီးနောက်လာမယ့်ဘောလုံးရာသီကအနီရောင်ပြန်ဖြစ်သွားတယ်တစ်နှစ်ကိုတယောင်စီပြောင်းသွားတယ်ပေါ့နော်ကျွန်တော်ကအဲ့ရွှေရောင်လေးနဲ့ နှစ်ကိုပို့ပြီးသဘောကျတယ်အပြာလေးကလည်းစိုးတော့မစိုးအာဆင်နယ်တင်းရဲ့ဂျာစီမှာဟိုထင်ပေါ်နေတယ်ပေါ့နော်ရွှေရောင်အပြာဆိုတာအနီနဲ့ကွဲထွက်နေတယ်တိုးတော့ဒီနေ့ကျတော့သူကအနီပဲပြန်သုံးပေးထားတဲ့အတွက်ကြောင့်ပြီးခဲ့တဲ့နေရာဒီလောက်ပုံတံထက်တော့ကျွန်တော်တိတ်ပြီးတော့သဘောမကျဘူးဒါကျွန်တော်အမြင်ပါဆိုတော့ဒီလက်စီးလေးမှာလည်းအနီလေးထက်ပြီးတော့ခပပါးလေးစီးပေးထားပါဗျ။နောက်လူကိုပြောင်းလဲသွားပါဗျ။အရင်တော့အာစနယ်လူကိုပဲပြန်ပြီးသုံးပေးထားတယ်ဗျ။အတင်းတင်းနဲ့တင်းကတော့သူတို့ idea ယူဆခြင်းမတူဘူးပေါ့နော်ချက်စီဆိုရင်နောက်လာမဲ့ဘောလုံးရသည်မှာအဲ့အကွင်းမတုံးတော့ဘူးချက်စီ logo ရဲ့အဲ့ချင်းသေးပုံလေးပဲတုံးမယ်အားကြီးကတော့အရင်တော့ပုံတံတန်းပြန်ပြီးတော့တုံးပေးထားတာကိုတွေ့ရပါတယ် ဘေးက Adidas logo ကတော့ခက်ချီကြီးလေးထိုးပေးထားပါတယ်။ Fly ရင်ဘက်မှာကတော့ Emirates Fly Butter ပေါ့နော်။ Okay ဒါကတော့အပေါ်က jersey ပုံဖြစ်ပါတယ်။ဒါကတော့ bag ပေါ့နော်။အရင်တော့လည်းမထူးကြပါဘူး။ကဲဒါအနီးကကျွန်တော်တို့ details ကြည့်လိုက်အောင်။အနီးကကြည့်မယ်ဆိုရင်တော့ might အဝေးကနေကြည့်မယ်ဆိုရင်တော့တိတ်မထူးကြအောင်လို့ထင်ရပေမဲ့ကျွန်တော်အနီးကမြင်ခွင်းမှာ show ဗျာဒီမှာ A လေးတွေ A လေးတွေအများကြီးထည့်ပေးထားတယ်နော်။ကြွရွနေရပဲ။ကျွန်တော် collecting လုပ်မယ်ဆိုရင်တော့တော်တော်လှတဲ့ထဲမှာပါတယ်။ အမတ်တမဲအကြည့်ရင်သာဒါတိတ်မလှတယ်လို့လို့ဘာလို့နဲ့ရိုးတာပေါ့ဗျာမလှတာတော့မဟုတ်ရိုးတာပေါ့ပြီးခဲ့တဲ့ရာသီကနေတိတ်မကွာအောင်နော်ကျွန်တော်ဒီမှာဒါအနီးကပ်ဖြစ်ပါတယ်အာစတယ်သင်းရဲ့ဒီလိုဂိုကလည်းအနေငယ်ထူးခြားတယ်ဒစိတ်ကတ်ထားတာမဟုတ်ဘဲနဲ့ဒါကနည်းနည်းခြိထိုးထားတဲ့ပုံစံမျိုးဗျာနော်သူက background တွေဘာတွေဘာမှမထားတာဘူး background ကို jersey ရဲ့ background ပဲထားပြီးဒီ Arsenal နာမည်ရဲ့เนาะကျွန်တော်တို့အမြောက်ပုံရဲ့ပြီးတော့ဘီးနားမှာဝိုင်းထားတဲ့เนาะ border လေးတွေရဲ့ဒီလောက်ပဲတီးတန့်ကြီး background ပုံစံမထားထားတာတွေ့ရပါတယ်ဒါကတော့အနီးကပ်မြင်ကွင်းမှာကျွန်တော်ထပ်ပြီးတော့ show မယ်ဒါကတော့အောက်ပိုင်းပေါ့เนาะကျွန်တော်ခြေအိတ်ကိုကြည့်မယ်ဆိုရင်လည်းခြေအိတ်က အဲအရင်ကြီးကိုဘယ်လိုပြောမလဲထူးထူးခြားခြားဖြစ်နေတာတော့မရှိဘူး Adidas ပုံပါမယ်ပြီးရင် jersey မှာအနီးကပ်ရိုက်နှိပ်ထားတဲ့ A ဆိုတဲ့နော်စလုံးလေးတွေပါမယ်ဒါပြင်အတန်း၃တန်းပေါ့နော်အတန်း၃တန်းအဲဒူးအောင်နာဟိုအကွက်လေးတွေမှာရှိမယ် channel တွေကတော့အနီးတွေကြီးပဲဖြစ်ပါတယ်ဥမာအဖြူတန်းအကြီးတွေထည့်သွင်းပြီးပေါ်ပြထားတဲ့ပုံစံမျိုးတို့ဘေးနာက line လေးတွေထည့်ထားတဲ့ပုံစံမျိုးတို့မရှိပါဘူးယူရှင်းပါတယ်ချေးကတော့ယူရှင်းမယ်အနီးပေါ့နော်အနီးတော့နည်းနည်းများတယ်ဗျအားလုံး overall ဆက်မယ်ဆိုရင်ဒါကျွန်တော်တို့ဒီနောက်ဘက်က ကြည့်တဲ့မြင်ကွင်းလေးပေါ့နော်ဒီဘက်က Adidas အဖြူလည်းများပါတယ်ဟုတ်အနီပဲများတယ်တော့မဟုတ်ဘူးဒီ color ဆက်မှုမှာအဖြူအနီအဓိကပေါင်းထည့်ပြီးတော့သုံးသွားတယ်ပေါ့ကြံတဲ့အရောင်တွေမပါတော့ဘူးဗျာပြီးခဲ့တဲ့နှစ်ရာသီမှာအဲ့အပြာတို့ရွှေအောင်တို့ပါတယ်အခုကတော့မပါဘူးလုံးဝဒဲ့ပဲအနီအဖြူနှစ်မျိုးပဲသုံးသွားပါတယ် အဲ့တော့ Baumi ကတော့ Adidas logo ဒီအနီဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့သူကအဖြူဖြစ်တဲ့အတွက်ကြောင့်အနီသုံးပေးတာပေါ့။ Bina ကအတန်းသုံးတန်းကလည်းအနီပဲသုံးပေးထားပါဗျ။ဆိုတော့ Arsenal ရဲ့အသင်းဒီ jersey အစ်တရဲ့ဟိုလက်မှာသုံးထားတဲ့ color စက်ပုံအတိုင်း Baumi မှာပြန်သုံးပေးထားတယ်လို့ပြောရမှာပါ။ Visit ရဝမ်းဒါကတော့ဒီလက်မောင်းတစ်စိတ်အဖြစ်ထက်ပြီးတော့ပါလာပါတယ်ဒီအောက်မှာကတော့ကျွန်တော်တို့ဒီ authentic leaks product ဆိုပြီးတော့ရေးထားရပါတော့ဒီ player version ကိုကျွန်တော်တို့ authentic လို့လည်းခေါ်ရဗျဒီ editors ကတော့ဒါ authentic replica စတဲ့အသုံးနှုန်းတွေသုံးပါတယ်ဒီ a လေးတွေကမိုက်လိုက်တာဗျနောက်ပြီးထူးခြားတာတစ်ခုကဒီနောက်မှာနည်းနည်းလေးအိမ်လေးကိုထုတ်ထားတယ်တွေ့လားနည်းနည်းလေးထုတ်ထားရှေ့ကနည်းနည်းတူတယ်နောက်ကအိမ်အသားစားလေးအရှိလေးထွက်နေတာကိုတွေ့ရပါတယ်ဒါလေးကတော့ရွှေအောင်လေးနဲ့ပေါ့ဗျ aided ဆိုတဲ့ logo လေးကတော့ဒါအရှိကမြင်ကွင်းမှာ a တွေက အနီးကပ်ချင်းပေါ်တယ်ဗျအဲ့ဒါလေးမိုက်တယ်နော်ဒါနောက်ဘက်မှာလည်းအဲ့ဒါအပြည့်ပဲရိုးတော့ရိုးရှင်းတယ်ဟိုရိုးရှင်းပြီးတော့ဗျာဟိုမမိုက်တာမဟုတ်ဘူး Adidas ဖြစ်တဲ့အတွက်ကြောင့်မိုက်တယ်ဒါပါပဲအဲ့တော့ Austin တင်းရဲ့နော်2025-26ဘလုံးရသည်မှာဝစ်စင်မဲ့အင်ကွင်းဂျာစီတစ်ကိုကျွန်တော်ညီကိုတွေဘလို့မြင်ပါသလဲဆယ်မက်ရှိရင်ဘယ်နှမက်လောက် rating ပေးကြပါသလဲခင်ဗျာကောမမရေးသားသွားလို့ရပါတယ်ကျွန်တော်ကတော့ Austin တင်းရဲ့ဒီနေ့ဂျာစီတစ်ကရိုးတော့ရိုးတယ် ဒါပေမဲ့အရင်တော့ဟိုမကွမ်းဘူးပေါ့နော်။ဘာပဲပြောကြည့်ပြောရှုပြောရှိတယ်။ classic channel လို့သုံးသပ်မိပါတယ်။ semat ဆိုရင်ကျွန်တော်ကတော့6မှတ်9မှတ်လောက်တော့ပေးခြင်းပါတယ်ခင်ဗျ။နောက်လာမယ့် video တွေမှာဘယ်သင်းဂျာစီကိုအခုလိုဆွေးနွေးသုံးသပ်ပေးသွားအောင်မလဲဆိုတာသိချင်တယ်ဆိုရင်တော့စောင့်ကြည့်ပေးပါအောင်ခင်ဗျ။တက်တာပါ။